energy drink တွေကတကယ်ပဲ energy ပြည့်လို့လား TV ရဲမှာဗာတွေ့လိုက်တယ်။ energy အမြဲတမ်းလိုနေတဲ့အကစားသမားတွေတော့ energy drink ဆိုရင်ဝေးဝေးမှပဲထားတာဆိုတော့ကျမတို့တွေ energy drink တွေကိုတကယ်ပဲတောက်သိရလား။အခုဗီဒီယိုကတော့အချို့ရေအရန်ကြိုက်တဲ့သူတွေအတွက် energy drink ရဲ့စိုးစိုးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။မောလိုက်တာ၊ပူလိုက်တာစားရဲစားရဲအကြောင်းပြချက်တွေနဲ့ကျမတို့ကခွန်အားဖြင့်အချို့ရေတွေကိုတရက်ကိုအနည်းဆုံးတစ်ပူလောက်တော့တောက်မိကြတာပါပဲ။ ၂၁၀ရာစုမှာ energy drink လို့ခေါ်တဲ့ခေါင်အဖြစ်အချို့ကြီးချိုချိုအေးအေးလေးတွေကကလေးလူကြီးမရွေးအကြိုက်ကျနေကြတဲ့တောက်စီယာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘလောက်တောင်လူကြိုက်များနေလဲဆိုရင်တော့၂၀၂၄ခုနှစ်မှာခေါင်အဖြစ်အချို့ကြီးရဲ့ဈေးကွက်က69.89ဘီလီယံအထိအောင်ရှိနေရပါ။ကမ္ဘာပေါ်မှာခေါင်အဖြစ်အချို့ကြီး brand ပေါင်း1000ခန်းနီးပါးရှိပေမဲ့ဒီအချို့ကြီးတွေကြောင့်လူသားမောင်များစွာရဲ့ဈေးမကြီးကိုထိခိုက်နေကြရပါတယ်။သေးစင်နိုင်တဲ့အတိပြင်းထန်မှုတွေရှိသလိုမတည်မရှင်တဲ့ပဲတပွားလုံးစိတ်ခံစားရမယ့်ရောဂါတွေလည်းရှိနေရပါ ဆိုတော့ဒီခွန်အဖြစ်အချိုရီတွေကဘယ်လိုမျိုးကြောက်စရာစိုးစိုးတွေကိုရနိုင်လဲကျမတို့အချိုရီမတောက်ပဲဘာတောက်ရင်အဆင်ပြေနိုင်မလဲရေနဘူးကို1000အေးအေးတဘူးကို1200ဒီလိုသာဆိုရင်ဘာတောက်ဖို့ရွေးမိမလဲလူတရာမှာ90လောက်ကအေးအေးတောက်ဖို့ပဲတွေးမိကြမှာပါငွေနေရာလောက်နဲ့အရသာပိုရှိပိုကောင်းပိုလန်းဆက်မဲ့အေးအေးကိုရွေးကြတာမဆန်းပေမဲ့ဒီအေးအေးတွေကခန္ဓာကိုယ်အတွက်တကယ်ရောကောင်းစီရလားဆိုတာကိုမေးခွန်းထုတ်ဖို့ကြလားအဖြေကတော့ကျမတို့မတင်ထားနိုင်တဲ့အရာတစ်ခုပဲဖြစ်မှာပါ ဘာလို့လဲဆိုတော့ကျမတို့ရေအောင်ကြည်ကြည်နဲ့တောင်းနေကြတဲ့အေးအေးတွေကကျမတို့ထင်ထားသလိုဘာကောင်းချိုတစ်ခုမှတော့မရှိတာကြောင့်ပါပဲ။ဒါဆိုဘာလို့စိုးစိုးတွေဖြစ်နေလဲဆိုတာကိုကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့အကြတဲ့အလွန်အကျူးပါဝင်နေခြင်းပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့သတ်မှတ်ချက်အရအမျိုးသမီးဆိုရင်တရက်ကိုအလွန်ဆုံးတခြား6ဆွန်းအမျိုးသားဆိုရင်တော့ကိုယ်စွန်းထက်ပိုပြီးတော့မစားသင့်ဘူးဆိုပြီးထုတ်ပြန်ထားခဲ့ပါဗျ။ဒီတော့ကျမတို့နေ့စဉ်တောင်းနေကြအေးအေးတစ်ခုမှတခြားဘယ်နဲ့စွန်းလောက်ပါတယ်ထင်လဲ။ လုံးဝမတင်ထားတဲ့အဖြစ်တစ်ခုကိုဖြေရရင်တော့အေးတခုမှတခြားဆယ်စုံကနေအစွန်း၂၀အထိပါဝင်နေတတ်ပါတယ်။ဒါကကျမတို့နေ့စဉ်စားသုံးသင့်တဲ့ပမာဏချက်အများကြီးကိုကွာနေရပါပဲ။ဒီလိုတခြားချက်များတာက မောင်လေးတွေလိုပဲတခဏတာပျော်ရွှင်မှုကိုပေးနိုင်ပေမဲ့ရေရှည်မှာတော့နာကျင်ရနိုင်ပါတယ်။ဒီလိုတခြားချက်များတာကကျမတို့ကိုလန်းဆန်းစေရလို့ထင်ရပေမဲ့တကယ်တော့ဒါအစ်စ်မန်လန်းဆန်းစေရတော့မဟုတ်ပါဘူး။တော်တော်ပြပြချင်းမှာတော့မော်ဘန်နေတာကိုပျောက်သွားစေရင်ရှင်ထဲကိုအေးစေတယ်။ ဒါပေမဲ့ခဏနေရင်ခဏကောလေးလံထုံပိုင်းလာစေပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေကြုံမှုလားမသိပေမဲ့ကျမကတော့ခဏခဏကြုံမှုပါတယ်။ပြီးတော့အချို့တဲ့များတာကရေထဲကိုခန်းချောက်စေနိုင်တာကြောင့်ရေထဲမရှိတဲ့ခန္ဓာကိုယ်ကဘလောက်တောင်မှလေးလံနေမလဲဆိုတာသိကြည့်လိုက်ပါရှင်။ကျမတို့ရဲ့ခန္ဓာကိုယ်ကအစားစားချိန်မှာစားရေသားချိန်မှာတောက်ဖို့လိုပါတယ်။ဒီစားချိန်မှာအေးအေးတောက်လိုက်တာကခန္ဓာကိုယ်လိုအပ်ချက်အမှန်ကိုဖြည့်ဆည်းပေးလိုက်တာတော့မဟုတ်ပါဘူး။ဗိုက်စာနေရတဲ့လူကိုအင်းချီသွားပေးတယ်လို့ကြီးဖြစ်နေမှာပါ ဒါကကိုရင်းစီဝါဖြစ်စဉ်တွေကိုကမကုမဖြစ်သွားစေနိုင်ပြီးတော့အကျဉ်းရေများလာတဲ့အခါမှာတော့တိတာတဲ့ကျန်းမာရေးဆိုးကျိုးတွေကိုဖြစ်စေနိုင်တာပါဒီလိုမျိုးတကြားရဲ့ဆိုးကျိုးတွေကိုပို့ပြီးတော့တိကျကျသိကြရင်တော့ကျမတို့ရဲ့ရွှေနှုတ် application တွေက salt sugar fat ဆိုတဲ့စာအုပ်ကိုအတန်နဲ့ကိုစာနဲ့မှာဖတ်ရှုနိုင်ပါပြီဒီစာအုပ်ထဲမှာဆိုရင်စာတကြားနဲ့အစီတွေကိုအခြေခံပြီးတော့ထုတ်လုပ်နေတဲ့အစာအသောက်တွေကြောင့်အဝါလုံးရောဂါဖြစ်လာကြတဲ့အကြောင်းကိုပြပြဆုံရေးပေးထားတာပါ ဒီလိုအစားအသောက်တွေအကြောင်းကိုသိပြီးရင်တော့မစားမိအောင်ရှောင်ရှားဖို့အတွက်လည်း Indefense of Food ဆိုတဲ့စာအုပ်ကိုပါကျွန်တော် application မှာဆက်လက်ဖတ်ရှုလို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော် application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေအစားအပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့အောင်စာနဲ့ပါဖတ်ရှုလို့ရတဲ့ application တစ်ခုပဲဖြစ်ပါတယ်။ကိုကအနှစ်ချုပ်မဖတ်ချင်ဘူးတောင်လုံးမှဖတ်ချင်တယ်ဆိုရင်လည်း Food Audio Book တွေရှိနေတာမို့လို့ဒီ video ကိုကြည့်နေကြတဲ့မိတ်ဆွေတို့ဒါစာဖတ်ရတာကြိုက်တယ်ဆိုရင်တော့အခုပဲ Play Store နဲ့ App Store မှာ download ရအောင်နိုင်ပါပြီရှင်။နံပါတ်၄ကတော့ကဖိန်းထက်များခြင်းပါ။ခွန်အားဖြင့်အချိုရည်တွေမှာအဓိကပါဝင်တာကအကြာပြင်းကဖိန်းလို့ပဲပြောရမှာပါ။ဒီလိုတကယ်ချိုးစိုးနှကောင်တဘူးနဲ့တွေ့ရတာဆိုတော့ဟစ်တလာကိုတာနိုစ်လက်အိတ်ကြီးတက်ပေးလိုက်တယ်လို့ပါပဲ။ I am inevitable ။ကိုအလေးစင်နေထွက်တက်သွားပြီးတော့အဝါလုံးနိုင်တဲ့အပြင်အပင်မဲမခံနိုင်တာအမောမခံနိုင်တာတွေကိုလည်းမြင့်တက်လာစေနိုင်ပါတယ်။ဒါအပြင်စိတ်ကိုလှုပ်ဆော်ပေးနိုင်တဲ့ကဖိန်းတက်နဲ့ လူကိုထိုင်းမိုင်းစေတဲ့တခြားတဲ့နှစ်ခုပေါင်းထားတာဆိုတော့ခဏကောကဘာဖြစ်လို့ဖြစ်ချင်နေမဲမသိနေမထိထိုင်မတာဖြစ်နေတတ်ပါတယ်။ဥပမာအိမ်ဟာမဝင်ခင်လောက်မှာအင်းတပူတောက်မရင်ကဖိန်းတက်ကြောင်ရင်းတွေတုံပြီးတော့မအိတ်ချင်ဘူးအိတ်မပြောဘူးဒါပေမဲ့တခြားတဲ့ကြောင်လူကလေးလံထုံမိုင်းနေပြီးတော့အတော့ကိုအိတ်ချင်နေခဲ့တယ်။ဒါမျိုးပြဿနာကမအိတ်ခင်အင်းတောက်ဖူးတဲ့လူတိုင်းလက်ချိန်လောက်တော့ကြုံမှုကြမှာပါ။ဒီမှာမင်းစရာတစ်ခုကဒီလိုပြဿနာတွေကြုံမှုနေရတာမှဘာလို့ဆက်ဆက်လက်လက်တောက်နေကြတာလဲ။ ။ဒါရဲ့အဖြေကလည်းကဖိန်းနဲ့တခြားဆောင်လိုပဲပြောလို့ရပါတယ်။မူရဲ့ဆေးဝါးနဲ့မောင်လေးတွေကပဲဆွဲလန်းစရာမဟုတ်ဘူးနော်။ကဖိန်းတက်နဲ့အချိုရည်တက်ကလည်းသွေးလည်ပတ်မှုရဲ့တစိမ့်တစိမ့်သာဖြစ်သွားရင်နေတိုင်းကိုတောင်းတမိနေပါပါ။ဒီအချိန်ကျရင်ဘလောက်ပင်နာကျင်မှုပြပေးအမတ်မရှိတပူလောက်တော့ဝယ်တောက်လိုက်ကြတာပါပဲ။အသွေးသားရဲ့တစိမ့်တစိမ့်သာဖြစ်သွားခဲ့ရင်တော့ဒီအဆင့်ကသေဆုံးစီတိုင်းနဲ့အဆင့်လိုတော့ပြောလို့ရသွားပါပြီ။အကြောင်းကတော့သွေးတိုးတာသွေးရင်းတခြားတက်များတာကိုလက်စတရောများတာတွေကခန္ဓာကိုယ်အတွက်မကောင်းတာကြောင့်ပါ။ သွေးဆိုတာကကျမတို့တစ်ခုလုံးစီကိုနေ့စဉ်နဲ့အမျှစီးစင်းလည်ပတ်နေရတာကြောင့်အရင်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုပါနှလုံးကိုကောင်းကောင်းအလွတ်လွတ်နိုင်စေဖို့ကသွေးရအရေးကြီးနေတယ်။ဒါကြောင့်သွေးထဲမှာမလိုအပ်တဲ့အရာတွေပါလာခဲ့ရင်ရိုးတရနှလုံးခုန်သွားနိုင်တာကြောင့်သတိထားဖို့လိုပါတယ်။နံပါတ်3ကတော့ဓာတ်ရုပ်ပစ္စည်းတွေအများကြီးပါဝင်နေခြင်းပါ။အအေးမှာပါဝင်တာကအများအဖြစ်ဓာတ်ရုပ်ပစ္စည်းတွေကြီးပါပဲ။ဓာတ်ရုပ်ပစ္စည်းအတော်များများကအုံနောက်ရဲ့အလွတ်လွတ်နိုင်စွမ်းကိုနှောင့်နှေးစေပြီးတော့ပညာဉ်စွမ်းရည်ကိုပါကျဆင်းစေတာပါ။ အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေတစ်ချိန်ကအောင်မြင်ခဲ့တဲ့ idiocracy ဆိုတဲ့ဇာတ်ကားနဲ့ရင်းနှီးကြလားဒီဇာတ်ကားထဲမှာတော့အဓိကတရားဥပဒေကရေခဲခန်းနဲ့ပိတ်မိခဲ့ပြီးတော့နှစ်ပေါင်း900လောက်အထိအေးခဲနေခဲ့တယ်သူပြန်ထွက်လာလိုက်တော့ကဘာကြီးကအတော်ပြောင်းလဲသွားခဲ့ပါပြီအဓိကပြောင်းလဲချက်တစ်ခုကတော့ဘာရသာမှမရှိတဲ့ရေတွေကိုတောင်းနေကြမဲ့အစားချိုပြီးတောင်းလို့ခေါင်းနဲ့အေးအေးတွေကိုပဲအစားထိုးတောင်းနေကြတာပါသူရဲ့စိုးစိုးအနေနဲ့ဘာတွေဖြစ်ကြလဲသိလားဒီကဘာလုံးကလူတွေအန်ကျုံနေစင်းလာခဲ့ပြီးတော့တင်းနေတင်းနေပေါင်းရင်ဘလောက်မှန်းတော့မသိကြတော့ပါဘူး ဒါနဲ့ကိုလည်းတင်းနဲ့တင်းနဲ့ဘောင်းရင်ဘလောက်ရတယ်မသိတော့ဘူးဆိုရင်တော့အေးကိုရှော့တာဖို့လိုနေပါပြီ။ဒီလိုစိုးစိုးတွေများနေတာကြောင့် FGA ကတော့ခလေးတွေနဲ့မျိုးတိုင်းမိခင်တွေကလုံးဝမတော့ကြဖို့တားမြစ်ထားပါဗျ။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေအေးအေးပွရဲ့ဘေးကစာရီဖတ်မိရင်တော့ခလေးတွေနဲ့မိဘများမတော့ရဆိုတဲ့တတိပိစာလေးကိုတွေ့မိကြမှာပါ။ဘာကြောင့်ထဲထားလဲဆိုတာရောသိလား။အသက်ငယ်သေးတဲ့ခလေးတွေရဲ့ဦးလန်းချောင်းကအချိုရမ်းနဲ့ကဖိန်းထက်ဆောက်ယူနိုင်မှုကလူကြီးတွေထက်အစာပေါင်းများစွာမြင့်မားပါဗျ။ဒါကြောင့်ခလေးတွေအနေနဲ့ အေးတောင်းမိလိုက်ရင်တော့လူကြီးတွေခံရတဲ့ဆိုးကျိုးထက်ပိုပြင်းထန်တဲ့ဆိုးကျိုးတွေကိုခံစားရမှာပါအထူးသဖြင့်နှုတ်တိုင်းမိခင်တွေအနေနဲ့လုံးဝလုံးဝအေးတွေမတောက်တင်ပါဘူးမိခင်ရဲ့နှုတ်ရည်ဆိုတာက မိခင်ရဲ့စားသမျှအစားအစာတွေကနေရရှိလာတာပါခလေးကိုတိုက်တာမှမဟုတ်ဘဲနဲ့ငါတောက်တာပဲဆိုရင်တော့ခလေးကမိခင်ရဲ့နှုတ်ကိုပြန်သားရတာကြောင့်ဒါကတွေ့ဝဲတဲ့နီလန်းနဲ့အေးတက်ရရောက်ပါတယ်ဦးလန်းကြောင့်နူးညံ့ပြီးတော့ဘာမှမစားတတ်သေးပဲမိခင်ရဲ့နှုတ်ကိုမိခိုနေရတဲ့ခလေးငယ်တွေအတွက်တော့မမေတို့ရဲ့အစားအသောက်တစ်ချက်မှားတာနဲ့ ူတို့ဘက်မှာထိခိုက်ဖို့ကအရှာနှုံးပြေပါဒါကြောင့်ခွေးရဲ့ရှင်သွေးကိုချစ်တယ်ဆိုရင်တော့လွတ်တိုက်နေရတဲ့အချိန်မှာမေမေတို့အနေနဲ့အစားအသောက်တွေစဉ်းစင်လိုက်တော့နော်ဘလောက်တောင်စိုးစိုးများနေတာကိုဖျက်တော့မယ်ကွာဒါနဲ့အာဖိအဆူရီအစားဘာသာရမလဲဆိုရင်တော့ခြေတောက်ဖို့ပဲအကြံပေးပါတယ်ခြေကခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းလောက်ကိုနေရာယူထားပြီးတော့ကိုရောစိတ်ပါကျမ်းမနေစေဖို့အကောင်းဆုံးအထောက်အကူပြုတောက်ဆရာတစ်ခုပါပဲခြေတောက်ပေးတာကမျက်ညံကောင်းစေတယ်အသားရည်စိုးပြေစေတယ်ကိုယ်လေးချိန်ထင်းပေးတယ်ကိုခံရစနစ်ကောင်းစေတယ် အစာချိန်စနစ်လည်းကောင်းတယ်။သွေးကိုလည်းတန့်စေတယ်။နှလုံးကျန်းမာရေးလည်းကောင်းစေတယ်။ကိုရင်းအစိပ်ပိုင်းတွေအထိပါတန့်စေစေတယ်။စားရစားရကောင်းကျိုးတွေနဲ့စိုးစိုးမရှိလောက်အောင်ကိုအားရင်ပြေးဝစေတဲ့တောက်စရာတစ်ခုပါ။ရတာမပါတာကြီးမတောက်ချင်ဘူးဆိုရင်တော့အသီးနှံတွေကိုတကြားမပါပဲဒါမှမဟုတ်တကြားနည်းနည်းလေးနဲ့ဖြောတောက်လို့ရနေတာမို့လို့အားဖြင့်ချွေရီဆိုရင်အခုတည်းကဝေဝေးရှောင်ဝေါပေါင်းရွှေ့လိုက်ပါတော့ရှင်ဒီဗီဒီယိုထဲမှာပြပြပေးထားတာကတော့ energy drink လို့ခေါ်တဲ့အားဖြင့်အချွေရီအကြောင်းပဲဖြစ်ပါတယ်ဒီရီကကျမတို့ရဲ့ခန္ဓာကိုယ်ကို စိုးစိုးပေါင်းများစွာပေးနိုင်ပြီးတော့သူ့ထဲမှာပါတဲ့တကြားနဲ့ကဖိန်းကဘာကောင်းချုံမှပေးတဲ့အရာတွေမဟုတ်တာကြောင့်နေ့စဉ်ရဆက်တောက်သွမှုကောင်းတဲ့အရာတခုမဟုတ်ပါဘူးအမောပြေအပြင်းပြေအပူရှောင်ခြင်းနဲ့ဆိုရင်တော့ရေကိုပဲတောက်ဖို့မမေ့ပါနဲ့နော်အဲရတာနဲ့မှတောက်ချင်တပတ်ဆိုရင်တော့တဘာဝအသီးဖြော်ရည်တွေလည်းတောက်လို့ရနေတာမဟုတ်လို့အားဖြင့်အချွေတွေကိုအခုတည်းကမဆွဲလဲအောင်နေကြပါရှင်ဒါနဲ့ဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေတို့ကရောအားဖြင့်အချွေတွေကြောင့်ဘယ်လိုမျိုးဆုံးချုံတွေကြုံမှုကြလဲဆိုတာကိုတခြားသူတွေလည်းသတိထားလို့ရအောင်လို့ ကွန်မန့်တွေမှာမျှဝေခဲ့ကြဖို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။ Channel App ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်။